ဝရဏမှာဆိုရင်တစ်သားတစ်ခေါက်ကဆင်ပေးထားပြီးရွှေပြားခင်ပေးထားမယ်တိုက်ရဲ့မျက်နှာဆာမှာဆိုရင်အမြင့်မရှိတဲ့အတွက်ကြောင့်မလို့အလေးရောင်နဲ့လေဝင်တွေထက်ကောင်းစွာရရှိမှာဖြစ်ပါတယ်ရှင်။မိန်းဝင်ပေါင်းမှာဆိုရင်တစ်သားတစ်ခေါက်ကဆင်ပေးထားပြီးရောပါကင်းခင်ပေးထားမယ်။အခန်းတစ်ခန်းဖွင့်ပေးထားပြီးရောမျက်နှာချက်ကောနစ်မီတီမီဆိုင်နဲ့အလှဆင်ပေးထားပဲဖြစ်ပါတယ်။ဗရင်းပေါင်းကတော့ပုံမှန်အခန်းတွေထက်ကျယ်ဝန်းပါတယ်။ ကိုပိုင်မီတာကိုပိုင်မော်တာတွေတက်ဆင်ပေးထားမယ်လူကြီးမင်းတို့ရေလုံလောက်မီးလုံလောက်သုံးမျိုးအတွက် main box ကိုထားရှိပေးထားတယ်ဒီ main box တွေကခလုတ်တွေအားလုံးတင်လိုက်ပြီဆိုတဲ့ရေတွေမီးတွေအတွဲတကူသုံးမျိုးလေးရမှာဖြစ်ပါတယ်အိမ်ခန်းရဲ့အပြင်ဘက်မှာဆိုရင်ဖီးတင်နေတဲ့အလှပုံပေါ်ထားပြီးတော့ မီးမြုပ်လေးတက်ဆင်ပေးထားတယ်။အဲကန့်ကျဲတဲ့အတွက်ကြောင့်မလို့ဆိုပါစတီကော်ဖီတေးပဲအဲယောက်စတန်နေထားရှိလို့ရပါတယ်။လူကြီးမင်းတို့နေဖြင့်အလှမင်္ဂလာလုပ်မယ်ဆိုရင်လည်းဇပွဲဝိုင်းလေးချလို့ရပါသေးရဲ့။ရှင်းလျှောက်လမ်းမှာဆိုရင်လည်းညနေခင်းမီးမြုပ်လေးနဲ့လှဆင်ပေးထားတယ်။အိမ်ခန်းမှာဆိုရင် PVC တကောက်တက်ဆင်ပေးထားပြီးတော့ပကိခင်ညနေခင်းမီးမြုပ်လေးနဲ့တက်ဆင်ပေးထားပဲဖြစ်ပါတယ်။ မီးပူကမ်းမှာဆိုရင်ကြေပြားခင်းပေးထားမယ်ရေချိုးကမ်းအိမ်သားတီးတန့်ပါရှိရမယ်ဖြစ်ပါတယ်ရေချိုးကမ်းထဲမှာဆိုရင်ကြေပြားခင်းကြေပြားကပ်ပေးထားမယ်ရေတိုင်ရင်တစ်လုံးပါဝင်တာပဲဖြစ်ပါတယ်တွိုင်းလမ်းမှာဆိုရင်လည်း PVC ကောက်ပတ်စင်ပေးထားပြီးရောကြေပြားခင်းကြေပြားကပ်ပေးထားမယ်ဘိုးတိုင်းအိမ်သားတစ်သလုံးတက်စင်ပေးထားပဲဖြစ်ပါတယ်မီးပူခုံမှာဆိုရင်ကြေပြားခင်းကြေပြားကပ်ပေးထားမယ်တိုက်ရဲ့အနောက်ဘက်မှာဆိုရင်အမြင့်မရှိတဲ့အတွက်ကြောင့်မလို့အလင်းအောင်နဲ့လေဝင်လေထောက်ကောင်းစားရရှိမှာပဲဖြစ်ပါတယ် စတိပင်စင်ပိုင်ရှိပါသေးရဲ့ရှင်။ကျင်းကန်းကျိုးကတော့ရေလိုက်မီလိုက်အကုန်ကောင်းပါတယ်။ရေလိုက်မီလိုက်ဆေးလိုက်နဲ့အကုန်အသိပြန်နဲ့ပြုလုပ်ပေးထားပဲဖြစ်ပါလေရှင်။ပေစိတ်ပေချောက်စဲ၊ဂရံမြေပေါ်မှာရင်ခွဲတိုက်ဆောက်လုပ်ထားတဲ့အခန်းလေးနဲ့မိတ်ဆက်ပေးခဲ့ရပဲဖြစ်ပါလေရှင်။ဒီအခန်းရဲ့အလွှာကတော့လေးလွှာဖြစ်ပြီးတော့အခန်းရဲ့ပေချေကစက်နက်ပေခွဲ50ပေချေဝန်းလာပဲဖြစ်ပါလေရှင်။အခန်းရဲ့အမြင်ကတော့6ပေအမြင်ဖြစ်ပြီးတော့ တခန်းတလွန်စီမှာကိုပိုင်မီတာကိုပိုင်မော်တော်များတက်ဆင်ပေးထားပြီးတော့လူကြီးမင်းတို့ရေလုံတော့အသုံးပြုဖို့အတွက်အဝင်စီတွင်လည်းပါရှိပါသေးရဲ့ရှင်။ဒီခန်းအယောင်စင်းတို့ကတော့3200ကိုအထူးမြင်နိုင်ရချပြီးတော့မှာပဲဖြစ်ပါတယ်ရှင်။လူကြီးမင်းတို့အနေဖြင့်ဘန်နဲ့ချိတ်ဆက်ဝယ်ယူခြင်းနဲ့ဆိုရင်လည်းဝယ်ယူလို့ရပါသေးတယ်ရှင်။ရှင်းစင်ကြောင်ညာပေးခဲ့တဲ့ဒီတိုင်ခန်းကိုစိုက်နေတဲ့လူကြည့်ရှုခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုပါကလူကြီးမင်းတို့အနေဖြင့်ဖုံးစပ်ပေးပါရှင်။ ရှင်သင်ကဒီလိုအခမ်းအနားများစွာကိုနောက်ထပ်ရက်များမှာကြော်ညာပေးသွားမှာမလို့ follow နိုင်ပေးခဲ့ပါရှင်။